ထိုင်းနိုင်ငံမှာဆေးကြောက်ကိုဆေးဘက်ဆိုင်ရာရည်ရွယ်ချက်နဲ့သာအသုံးပြုမှုကိုစိတ်ချသေးချစေဖို့အတွက်ဆေးကြောက်အသုံးပြုသူတွေဟာဆေးဘက်ဆိုင်ရာထောက်ခံချက်တွေလိုအပ်လိမ့်မယ်လို့ပြည်သူ့ကျန်းမာရေးဝန်ကြီးဆွမ်ဆက်သက်စုတင်ကပြောကြားခဲ့တယ်လို့ဘန်ကောက်ပို့စ်ကဖော်ပြခဲ့ပါတယ်။သူ့ရဲ့ကြေညာချက်ဟာလွန်ခဲ့တဲ့၃နှစ်နီးပါးအတွင်း ဆေးကျောက်သုံးဆွဲမှုကိုရာဇဝဲမှုအဖြစ်မှဖယ်ရှားခဲ့ပြီးနောက်ဆေးကျောက်နဲ့ပတ်သက်တဲ့ရှုပ်ထွေးတဲ့စီကံတွေတညာချက်တွေထဲကမှနောက်ဆုံးစီကံချက်ဖြစ်ပါတယ်။ခိုင်မှာဆေးကျောက်သုံးတာနဲ့ပတ်သက်ပြီးစီကံတွေကိုတုံ့ပြန်သွားမှာပါ။ဥပမာအနေနဲ့ဆေးကျောက်သုံးတဲ့သူတွေဟာဆေးဘက်ဆိုင်ရာထောက်ခံချက်တွေပြသဖို့လိုပါတယ်။ပြည်တွင်းပြည်ပဆေးကြောက်သုံးဆွဲသူတွေဟာဆေးဘက်ဆိုင်ရာထောက်ခံချက်တွေရှိကိုရှိရပါမယ်လို့မစ္စတာဆွန်ဆက်ကဘန်ကောက်မြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီစည်းကမ်းကိုဆက်လက်ပြဋ္ဌာန်းဖို့နဲ့ဘာပြဿနာမှမဖြစ်စေဖို့အစိုးရအဖွဲ့အစည်းတွေကိုကျွန်တော်တို့ညွှန်ကြားသွားမှာပါလို့အနာရဖြူထိုင်းပါတီမှဝင်ကြီးဖြစ်တဲ့ဆမ်ဆက်ကပြောပါတယ်။အဲ့ဒီအပြောင်းလဲကြောင့်စေးကြောက်အုံပြုတ်သူတွေဟာထိုင်းရဲ့တိုင်းရင်းစေးပညာရှင်တွေနဲ့အထွေထွေယောဂကူဆရာဝန်တွေအပါအဝင် လိုင်စင်ရဆေးပညာရှင်တွေကထုတ်ပေးတယ်။ဆေးဘက်ဆိုင်ရာထောက်ခံချက်တွေရယူဖို့လိုအပ်လိမ့်မှာဖြစ်ပါတယ်။အဲ့ဒီထောက်ခံချက်တွေကိုကျန်းမာရေးဝန်ကြီးဌာနကရပ်ပေါင်း40အတွင်းထုတ်ပေးစီလိုကြောင်းလည်း Mr. Swanson ကပြောကြားခဲ့တာပါ။စီမျက်စိကန့်တွေအရာဆေးကြောက်ကိုစေဝါကူတာမှုအတွက်သာအသုံးပြုတင်တယ်လို့ပြဋ္ဌာန်းတင်ကြောင်းထိုင်းတိုင်းရင်းဆေးနဲ့အနောက်တိုင်းဆေးပညာဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ Swamlet GS Man ကပြောကြားခဲ့ပါတယ်။ ဆေးကြောက်အသုံးပြုသူတွေဟာလေဖြတ်တာ၊ခေါင်းကိုက်တာ၊နာကျင်တာနဲ့အိပ်မပြောတဲ့ယောဂါတွေခံစားနေရတဲ့သူတွေဖြစ်တယ်ဆိုတာကိုအတိပြုထားတဲ့ဆေးဘက်ဆိုင်ရာထောက်ခံချက်တွေနဲ့အနာဂတ်မှာလိုအပ်လာပါလိမ့်မယ်လို့သူကဆိုပါတယ်။အနာဂတ်မှာပြဋ္ဌာန်းမဲ့စည်းကမ်းတွေမှာတလအတွင်းအသုံးပြုတဲ့ဆေးကြောက်ပမာဏကိုကန့်သက်တာ၊သတ်မှတ်ထားတဲ့ပမာဏထက်ကျော်လွန်အသုံးပြုတာကိုဆေးဘက်ဆိုင်ရာရည်ရွယ်ချက်နဲ့အသုံးပြုတယ်လို့ယူဆနိုင်မှာမဟုတ်ဘဲတရားစီရင်ခံရမဲ့စည်းကမ်းချက်တွေလည်းပါဝင်လာပွဲရှိတယ်လို့ဆွမ်လတ်ကပြောကြားခဲ့ပါတယ်။